င်္ဂလာညချမ်းလေးပါရှင်။နွေမာလာ၁၇ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အင်ချူးမေပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မြို့သားစခန်းကထွက်လာတဲ့စစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး၄ဦးသေဆုံးက၂ဦးဒဏ်ရာရတဲ့သတင်းအာနာဒိန်စစ်တပ်စစ်ကြောင်းကဒေသခံပြည်သူ၅ဦးထပ်မင်းဲကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားတဲ့သတင်း လျက်စစ်ဒါအပေ LNG တင်မောကြီးတစဉ်တီလဝါစိတ်ကန်းကိုရောက်ရှိလာတဲ့တွင်ပြည်မနာမှာရွှေဆိုင်ဖွင့်ချိန်လူရခံရပြီးရက်ကွက်နေသူတွေဝိုင်းဖမ်းပေးလို့ရွှေရယ်တွေပြန်ရတယ်လို့ဆိုတဲ့တွင်ဂျိုးပင်ကောင်းမှာ PDF တွေကိုစစ်ကောင်မရှင်တပ်ထင်ပြီးပြည်သူစစ်ကပ်ပြားထုတ်ပြရာကပြစ်ခတ်ရှင်းလင်းခံရတဲ့တွင်မတရားနဲ့ဆင်ကူးမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ရှောင်းတွေရိတ်ခါလိုအပ်နေတဲ့တည်င် ပေါင်မြို့နယ်မှာမိုးအဆက်မပြတ်ရွာသွန်းလာကြောင်းစပားခင်းတွေပျက်စီးတဲ့တွင်စစ်ကောင်မရှင်ရေတပ်နဲ့ပူတွဲစစ်ရေးလေ့ကျင့်မှုရုရှားစစ်ရေးရင်တုံးစင်းရန်ကုန်ကို ရောက်လာတဲ့တွင်အစားရှိတဲ့တွင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ပထမဆုံးတွင်တစ်ပုတ်အနည်းနဲ့မြို့သားစကန်းကထွက်လာတဲ့စစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး၄ဦးသေဆုံးက၂ဦးထဏ်ရာရတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်မန္တလေးတိုင်းမြင်းချန်ကရိုင်ငဇုံမြို့နယ် မြို့သားစခန်းမှာကာလန်အတိုင်းစစ်ကြောင်းထိုးလာတဲ့အင်အားတရားဝင်ကျင်ပါစစ်ကော်မရှင်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့ Special Task Force တပ်ဖွဲ့ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါဗျ။နိုဝင်ဘာလ17ရက်နေ့မနက်9:20မိနစ်အချိန်ကငဇုံမြို့နယ်မြို့သားအရှိရွာမြို့သားစခန်းကကာလန်အတိုင်းခြိတက်လာတဲ့ကားနစီအပါခြေရင်စုစုပေါင်းအင်အားတရားဝင်ကျင်ပါစစ်တပ်စစ်ကြောင်းကိုအသင်ဆောင်တိုင်းပြည်မြို့သားစက်မှုဆောင်လမ်းပိုင်းတနေရာမှာ ပရေတာမိုင်း6လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုအတွင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်၄ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ Special Task Force တပ်ဖွဲ့မှရဲဘော်များအလုံးအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ဒါ့အပြင်အဆိုပါစစ်ကြောင်းဟာထမှန်ပြီးကျွဲစင်ရွာတွေကိုဝင်ကာပြည်သူနေအိမ်များအတွင်းကရွှေငွေတမိုးကြီးပစ္စည်းများဝင်ရောက်ယူဆောင်ပြီးပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်ကာ မြို့သားဘက်စစ်ကြောင်းပြန်ထွက်လာချိန်မှာလဲ Special Task Force အဖွဲ့က40မမဘုံဒီနှလုံးနဲ့ထပ်မံပြစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့လည်းသိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့အာနာဒိန်းစစ်တပ်စစ်ကြောင်းကဒေသခံပြည်သူ9ဦးထပ်မင်းကို လူသားတိုင်းအဖြစ်ဖမ်းဆီးသွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် မကွေးတိုင်းညိုင်းမြို့နယ်မှာနိုဝင်ဘာလ17ရက်နေ့ဒီကနေ့မနက်10:00ဝန်းကျင်ခန့်ကအာနာဒိန်းစစ်တပ်စစ်ကြောင်းကဒေသခံပြည်သူ9ဦးထပ်မင်းကို လူသားတိုင်းအဖြစ်ဖမ်းဆီးသွားခဲ့တယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ထားပါဗျ။ညိုင်မျိုးနဲ့အနောက်တောင်ပိုင်းရောက်ရှိနေတဲ့ပခောက်ကူတမ101မှာအင်အား180ခန့်မှာစစ်တပ်စစ်ကြောင်းကတွင်းမပြူရွာနဲ့တရက်ကံပြူရွာမှာရန်နာပြီးနောက်ညိုင်နယ်စစ်မှုနှစ်ထဲကိုရောက်ရှိသွားခဲ့တယ်လို့သိရပါဗျ။အဆိုပါစစ်ကြောင်းကလာယာလမ်းမှာညိုင်နယ်အနောက်တောင်ပိုင်းမှာပြည်သူ၅ဦးကိုဖမ်းဆီးသွားပြီးတဲနှလုံးကိုလည်းမိရှို့ဖျက်ဆီးခဲ့ပြီး ေသခံကြေးရွာ900ထပ်မနဲ့ဘေးလူရွာကိုရှောင်တိမ်နေကြရတယ်လို့ဆိုပါရယ်။မြိုင်နယ်အတွင်းမှာမကြာခဏတိုက်ပွဲဖြစ်ပွားနေပြီးအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကပြည်သူတွေကိုပိတ်မှတ်ထားကလေကြောင်းတိုက်ခိုက်တာတွေအပြင်လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေလည်းရှိတယ်လို့သိရပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့ကလည်းအာနာသိန်းစစ်တပ်စစ်ကြောင်းကနန်းစီကန်ရွာမှာပြည်သူနေအိမ်20လုံးထပ်မနဲ့မိရှို့ခဲ့ပြီးဒေသခံပြည်သူ2ဦးထပ်မနဲ့ကိုဖမ်းဆီးခဲ့တယ်လို့သိရပါရယ်ရှင်။ တတိယသတင်းတပုတ်အနေနဲ့လျှက်စစ်ဒါအဘီ LNG တင်မောကြီးတစဉ်တိလဝါစိတ်ကန်းကိုရောက်ရှိလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ NLD အစိုးရလက်ထက်ကလည်းလျှက်စစ်လိုအပ်ချက်ဖြည့်ဖို့ခေါ်ယူခဲ့မှုတဲ့တဘာဝဓာတ်ငွေကြီးကနေလျှက်စစ်စွမ်းရင်ထုတ်လုပ်ပေးနိုင်တဲ့တင်မောကြီးတစဉ်ဟာရန်ကုန်တိလဝါစိတ်ကန်းကိုရောက်ရှိလာတယ်လို့သိရပါတယ်။တီလဝါတန်လျင်ကဒါအပေးဆက်ယုံပါဆက်မှုဇုံတွေအတွက်စမ်းသက်လေပတ်နေပြီဖြစ်တယ်လို့လည်းသိရပါဗျ ျွန်တော်ထင်တာတော့ရွေးကောက်ပွဲကာလနဲ့အချိန်ကြိုက်လျက်စင်ပြီးမမှန်လာပါတယ်ဆိုတာမျိုးပုံဖော်တာမျိုးဖြစ်မယ်။မဲယုံတွေမိမှန်မှမဲပေးဆက်တွေအစဉ်ပြေမယ်ထင်တယ်။တကယ်သာတိုင်းပြည်ကိုစေတနာရှိရင်အာနာသိန်းကာလတစ်လျှောက်လုံးဒီသင်းမောကိစ္စစီစဉ်ပေးလို့ရတာပဲလို့ပြည်သူတအူးကမျိုးတော်ကိုပြောပါရယ်။တာဂေတာဒါအပေးဆက်ယုံက၁၄လုံးထပ်မံလဲပတ်နိုင်ပြီဆိုပါကရန်ကုန်တိုင်းမှာရှိတဲ့စက်မှုဇုံ29ဇုံကိုပြီးနေတဲ့လျက်စင်ပြီးကလိုအပ်မှုမရှိနိုင်တော့တဲ့အတွက် ဝင်အားလျှော့ချနိုင်တော့မှာဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာ LNG ဓာတ်ငွေ့ကနေလျှက်စစ်တအားဖြန့်ဖြူးပေးနိုင်မှုစီစဉ်နေတာနဲ့ပတ်သက်လို့တယူနစ်အတွက်ကုန်ကြစိတ်ဘလောက်ရှိမယ်ဆိုတာကတော့စမ်းသက်လေးပတ်နေစဲကာလဖြစ်တာကြောင့်ညှိနှိုင်းနေစဲဖြစ်တယ်လို့သိရပါဗျ။ကနအူးရရှိထားတဲ့သတင်းတွေအရတဘာဝဓာတ်ငွေ့တင်တင်မောကြီးကနေမဂါဝက်900ခန်းကိုရန်ကုန်တိုင်းတာကေတမြို့နယ်နဲ့တန်လျင်မြို့နယ်ရှိ လျှက်စစ်ဓာအပေးစက်ယုံတွေနဲ့ချိတ်ဆက်ကဖြန့်ဖြူးပေးဖို့စီစဉ်ထားတာဖြစ်ပြီးမဂါဝက်နေရာကိုစတင်ဓာအားဖြန့်ဖြူးပေးမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြင်မနာမှာရွှေဆိုင်ဖွင့်ချိန်လူရက်ခံရပြီးရက်ကွက်နေသူတွေဖမ်းပေးကြလို့ရွှေရည်တွေပြန်ရတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နေပြီးတော့ပြင်မနာမြို့ရွှေဆိုင်တဆိုင်မှာတနတ်အတူပြကလူရက်ခံရပြီးရက်ကွက်နေသူတွေဝိုင်းဖမ်းပေးလို့ပြည်စည်းတွေပြန်ရခဲ့တယ်လို့သိရပါဗျ။ နွေမာလာ၁၀ရက်နေ့မနေ့ကမနက်မှာပြမနာမျိုးပေါ်မင်္ဂလာချင်းစုရဘိုးတောက်ထိန်မင်းလမ်းမဘေးကရောင်နီဦးရွှေဆိုင်ကိုတနက်အတူနဲ့ရွှေရံများထည့်ထားတဲ့ဘူးကိုလှူပြေးတဲ့လူငယ်စုံတွဲကိုရက်ကွက်ကဝိုင်းဖမ်းကြတဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့သိရပါဗျ။မနက်၉နာရီလောက်ဆိုင်ပွင့်တဲ့အချိန်မှန်ကောင်တာပေါ်မှာရွှေထည့်တဲ့ဘူးကိုတင်ထားတာအဲ့အချိန်လူငယ်စုံတွဲရောက်လာပြီးတနက်ပြလှူပြေးတာလို့ဒေသခံတဦးကပြောပါဗျ။လူရက်ခံရတဲ့ရွှေဆိုင်ပိုင်ရှင်က ဆိုင်ငယ်ပေါ်တက်ပြီးပြေးဖို့လုပ်တဲ့လူငယ်နှစ်ဦးရဲ့ဆိုင်ငယ်ကိုပြေးကန်ပြီးလဲကျသွားခြင်း။ရက်ကွက်နေသူတွေအကူအညီတောင်းရာကလိုက်လံဝိုင်းဖမ်းပေးကြတာလို့သိရပါဗျ။ဆိုင်ငယ်နဲ့ပြေးဖို့လုပ်တော့ဆိုင်ရှင်ကအဲ့ဆိုင်ငယ်ကိုပြေးကန်လိုက်တာ။အဲ့တော့လူငယ်စုံတွဲကရွှေဘူးပိုက်ပြီးခြေရှင်ပြေးတာ။အဲ့မှာရက်ကွက်ထဲကလူတွေကဝိုင်းဖမ်းတာ။တလန်းကျော်ကတဖက်ဘိတ်လမ်းထဲမှာမိသွားတာလို့မျက်မြင်တွေ့ရှိသူတဦးကပြောပါဗျ။ရွှေလူရက်တဲ့လူငယ်စုံတွဲရဲ့အိတ်ထဲမှာတနတ်အတုနှစ်လက်တွေ့ရပြီး က်ကွက်နေလူတွေကရဲစခန်းကိုဖမ်းပိုခဲ့ကြကရွှေရယ်ပစ္စည်းတွေအကုန်ကိုလည်းရွှေဆိုင်ကပြန်ရခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂျိုးပင်ကောက်မှာ PDF တွေကိုစစ်ကော်မရှင်တပ်တွေအထင်နဲ့ပြည်သူစစ်ကပ်ပြားထုတ်ပြရာကပြစ်ခတ်ရှင်းလင်းခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းဂျိုးပင်ကောက်မြို့နယ်မှာပြည်သူစစ်တအူးကိုတော်လိုင်းတပ်ဖက်ကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ10ရက်နေ့မနေ့ကမနက်10:00နာရီကမှာ ဂျိုးပင်ကောင်းမျိုးဂျိုးပင်ကဝေးကောင်းမင်ကြေးရွာသွားတဲ့မြေသားလမ်းပေါ်မှာတော်လိုင်းရေးတပ်ဖွဲ့ကပြစ်ခတ်ရှင်းလင်းခဲ့တာလို့သိရပါတယ်။ပြည်သူစစ်ကောင်းဆောင်ကသူ့ကလေးကိုကြောင်းပို့ပြီးအပြန်မှာတော်လိုင်းရေးတပ်တွေကဆိုင်ကယ်ကိုတားတာသူကစစ်တပ်ကလူတွေထင်ပြီးပြည်သူစစ်ကပ်ပြားတွေထုတ်ပြတာအမှားပြစ်ခတ်ရှင်းလင်းခံရတာလို့အဲ့ဒီအကြောင်းကိုသိတဲ့ဒေသခံတဦးကပြောပါတယ်။ပြစ်ခတ်ရှင်းလင်းခံရသူဟာဝေးကောင်းမင်ရွာကပြည်သူစစ်ကောင်းဆောင်ဦးဝင်းအောင်အသက်52နှစ်လို့သိရပြီး တော်လိုင်းရေးတပ်ဖွဲ့ကိုစစ်ကောင်မရှင်တပ်ထင်ပြီးပြည်သူစစ်ကပ်ပြားထုတ်ပြရာကပြစ်ခတ်ခံရတာလို့သိရပါဗျ။ရေအောက်ပြောက်ကြားအဖွဲ့အုပ်ဖို့ကပြစ်တာလို့တော့ကြားတယ်။တော်လိုင်းရေးတပ်တွေကိုမင်းတို့ငါ့ကိုမသိဘူးလားဘာလားနဲ့တောင်လုံနေသေးတာ။သူတို့စစ်ကောင်မရှင်တပ်ထင်လို့တယ်လို့ဒေသခံတအူးကပြောပါဗျ။ပြစ်ခတ်ရှင်းလင်းခံရသူဟာစစ်တင်နန်းတပ်ထားသူဖြစ်ပြီးတော်လိုင်းရေးတပ်တွေရဲ့သတင်းကိုလိုက်လံစုံစမ်းနေတဲ့သူတွေဖြစ်တယ်လို့သိရကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးငွေညစ်တာတွေလည်းလုပ်တယ်လို့ဒေတာရင်းသတင်းတွေအရသိရပါရဲ့ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မတရားနဲ့အဆင့်ကူးမှာတိုက်ပွဲတွေပြင်းထန်နေပြီးဆစ်ဆောင်တွေရိတ်ခါလိုအပ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမတရားနဲ့အဆင့်ကူးမှာတိုက်ပွဲတွေပြင်းထန်နေပြီးဆစ်ဆောင်ဒေသခံပြည်သူတွေစေဝါနဲ့အစားအနရိတ်ခါလိုအပ်နေကြတယ်လို့သိရပါဗျ။စစ်ကော်မရှင်တပ်ကရွေးကောက်ပွဲအတွက်နည်းမြေစိုးမိုးမှုရရန်အတွက်မတရားနဲ့အဆင့်ကူးကိုထိုးစစ်ဆင်နေတာဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့တွေဘက်ကလည်းစကမ်းမကြဖို့ခုခံရာကနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။ စစ်ရှောင်နေကြတဲ့သူတွေများတယ်။ဘူးလိုနေတာကစေဝါပေါ့။ချင်းကိုက်လို့သွေးလွန်တော့ကွေးဖြစ်တဲ့သူဖြားတဲ့သူတွေလည်းရှိတယ်။တော်ရဲဆိုတော့မွေရနေရကလည်းရှိကြတော့ဂယုဆိုင်နေရတယ်။တခုခုဖြစ်ရင်စေးတော့ဖို့ကိုဘာစေးမှမရှိဘူး။ဆန်နဲ့စီလဲလိုတယ်။တခါချက်ရင်လူအများစာချက်ကြရတာ။ဆန်နဲ့စီအဓိကလူနေတာလို့စစ်ပေးရှောင်တို့ကပြောပါတယ်။တော်လိုင်းရေးတပ်ဖွဲ့တွေဟာစင်ကူးမြို့နယ်တွေကရွှေပြည်၊လက်ပံလ၊နွယ်ယုံ၊ကြီတောက်ပေါက် ချောင်းကြီးဇယက်ကွင်းစတဲ့ကြေးရွာတွေကိုနယ်မြေဆိုးမမှုရယူထားပြီးမတရားမြို့နယ်ထဲမှာလည်းကြေးရွာတချို့ကိုဆိုးမိုးရယူထားတယ်လို့သိရပါဗျ။ဘူးကမတရားမြို့တွေကတချို့နေရာတွေကိုတပ်ဖက်ကပြန်ယူထားပြီးပြီးစင်ကူးဘက်ကနေရာတွေကောပဲတော်လန်ရေးတပ်တွေကလည်းတချို့နေရာအတော်များများကိုဆိုးမိုးထားတာရှိတယ်။နှစ်ဖက်စီရေးကပြင်းတယ်။တပ်ကလက်နက်ကြီးနဲ့ပစ်တာလေရင်နဲ့ကျဲတာကိုပဲစစ်ဆောင်တွေကကြောက်နေကြရတာလို့စစ်ဆောင်တအူးကပြောပါဗျ။ စစ်ကောင်မရှင်ထောက်ခံသူတွေကစင်ကူးမျိုးကိုစစ်ကောင်မရှင်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီလို့လည်းနိုဝင်ဘာလ10ရက်နေ့ကပြောဆိုနေကြပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပေါင်မြို့နယ်မှာမိုးအဆက်မပြတ်ရွာသွန်းလာကြောင်းစပားကင်းတွေပြက်စီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်ပေါင်မြို့နယ်မှာမိုးအဆက်မပြတ်ရွာသွန်းနေကြကြောင်းစပားရိတ်သိမ်းချိန်ရောက်နေပြီမဲ့လေကွင်းနဲ့ရေဝင်နေလို့စပားရိတ်သိမ်းမရဖြစ်နေကြတယ်လို့သိရပါဗျ။နိုဝင်ဘာလအစပိုင်းကစတင်က မိုးသည်ထန်စွာရွာသွန်းနေပြီးနိုဝင်ဘာလ17ရက်နေ့ဒီကနေ့မနက်ပိုင်းထိမိုးရွာသွန်းတာကြောင့်စပားကင်းနေတဲ့ရေဝင်ကပျက်စီးဆုံးရှုံးနေတယ်လို့သိရပါဗျ။လယ်ထဲကိုရေတွေဝင်တာစပားတွေကရိတ်သိမ်းချိန်ရောက်နေပြီးရိတ်လို့အစင်မပြေဘူး။မိုးကမပြတ်နဲ့အတော်ဆုံးရှုံးမှုများတယ်လို့ဒေသခံတူကပြောပါဗျ။စပားရိတ်သိမ်းပြီးချိန်မှလည်းအခြားခံနေလမ်းမှုအစင်မပြေတာကြောင့်ရိတ်သိမ်းလို့လည်းမရဘူးလို့သိရပါဗျ။မိုးတဲ့စပားရိတ်လိုက်ရင်နေလမ်းမှုနေရာတော့မရှိဘူး။ မိုးကတဲနေတာ နေမမြင်ရတာတောင်ကြာပြီခုမိုးကြောင့်စပားကင်းတွေပျက်စီးကုန်တာများတယ်လို့ဒေသခံတူကပြောပါတယ်။ပေါင်မြို့နယ်တဲကကြေးရွာတွေမှာ အခါလွန်မိုးကြောင့်လယ်တွေပြက်ပြီးစပားပျက်စီးမှုအများများတယ်လို့သိရကခုနှစ်မိုးရသည်မိုးများတာရေကြီးရာတွေကြောင့်တောင်သူတွေကောက်ပဲသီးနှံအရှုံးပေါ်တာများတယ်လို့သိရပြီးစပားကင်းနဲ့ခရုကြိုက်တာဈေးကြဆင်းတာနဲ့စပားကင်းရေမြုပ်တာတွေကြောင့် စပားရိတ်သိမ်းကြတော့ကြည်မဲမထင်ကြောင်းပြောဆိုနေတယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်မရှင်ရေတပ်နဲ့ပူးတွဲစီရေလေ့ကျင့်မှုရုရှားစီရေရင်တုံးစင်းရန်ကုန်ကိုရောက်ရှိလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်မရှင်ရေတပ်နဲ့စစ်ရေလေ့ကျင့်ခန်းပူးတွဲပြုလုပ်ဖို့ရုရှားစီရေရင်တုံးစင်းရန်ကုန်မြို့ကိုရောက်ရှိလာတယ်လို့သိရပါတယ်။ဒီစစ်သည်မော်တုံးစင်းကတော့ Free Gate စီရေရင်ကော်ဘတ်စီရေရင်နဲ့ထောက်ပံ့ရေးရေရင်တို့ဖြစ်ကြပြီး ရန်ကုန်မြို့ရှိတီလဝါစိတ်ကန်းကိုနိုဝင်ဘာလ10ရက်ညနေပိုင်းကရောက်လာခဲ့တာဖြစ်ပါတယ်။ရုရှားနိုင်ငံရုရှားရေတပ် Pacific Flag မှာစစ်ရေရင်၃စင်းမြန်မာရေတပ်နဲ့အတူစစ်ရေးလေ့ကျင့်မှုအခုတစ်ချိန်နဲ့ဆိုရင်တတိယအကြိမ်မြောက်ရောက်ရှိလာတာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်မရှင်ရေတပ်ဟာနိုဝင်ဘာလ10ရက်ကနေ14ရက်အထိကပလီပင်လယ်မြောက်ပိုင်းဘိန်းမြို့အနောက်ဘက်ပင်လယ်ပြင်မှာ9ရက်ကြာစစ်ရေးလေ့ကျင့်ခန်းတစ်ခုကိုပြုလုပ်မှာဖြစ်ပါတယ်။အဲ့ဒီစစ်ရေးလေ့ကျင့်ခန်းမှာ ရေပြင်ဝေဟင်ရေအောက်စစ်လက်နက်ပစ်ခတ်မှုလေ့ကျင့်ခန်းတွေကိုပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။တရုတ်ပြည်အားနဲ့တဖက်ကရခိုင်ပြည်နယ်တွေကမြို့တွေပြန်တောင်းနေသလိုတဖက်ကလည်းရုရှားအကွက်ညီနဲ့စစ်ရေးလေ့ကျင့်ပြပြီးဖိအားပေးမဲ့သဘောကိုတွေ့ရပါတယ်လို့စီဒီယံပုံမှုဆွေတော်ကမြို့တော်ကိုပြောပါတယ်။စစ်ရေးလေ့ကျင့်ခန်းလုပ်မဲ့နေရာကတော့ကပူစာကျွန်းအနောက်ဘက်ဆင်မိုင်အကွာမှစပြီးဂျီမိုင်60ပတ်လည်အကျယ်ဝင်းအတွင်ပြုလုပ်သွားမယ်လို့စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ညတော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့ညတော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အထိမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။